အာရှအာယုံဦးမြတ်တန်တင် ထိုင်ဝမ်ဤမရှိဝေသော အတိတ်ကပ္ပစနစ်အောင်ဤပြုတ်ကွဲမှုနှင်းမောင်းများဘိုးတစ်ချုံတတ်များနှင့်လက်စည်းများချာမှနေ၍ဂျပန်သည်ခြားသောတိုင်းပြည်များထက်ငွေအင်အားတောင့်တင်းသည်မှာထင်ရှားသည်အမေရိကန်ဒီစားသောအရာချမ်းသာသောတိုင်းပြည်ဖြစ်နေသည်တိုင်ကျွေးပတ်လည်ဝိုင်းနေသည် တို့ရတွင်ကဘာတွင်ဒုတိယငွေကြေးတောင်းတင်းဆုံးသည်ထိုင်ဝမ်ကျွန်းဖြစ်သည်ကိုလူဘလောက်များသိကြပါသည်နီကျဲပြောသည့်တရုတ်ပြည်မှကြီးဤတရားဝင်ဆိုရဟုကြွေးကြော်ထားသောထိုကျွန်းသည်အာရှကမ်းခြေမှမိုင်းတရားသာဝေးပြီးစတူအမ်မိုင်တောင်းလေးတောင်ရှိကျွန်းပေါ်မှ လူဦးရေတန်း၂၀ကိုသာအုပ်စိုးလျက်ရှိသည်ထိုပိကမီကလေးသည်ကဘာတွင်ဒုတိယငွေကြေးတောင်းတင်းဆုံးဖြစ်နေသည် ယုံနိုင်စရာမရှိတော့လဲအမှန်ဖြစ်ပါသည်နိုင်ငံเจ้าငွေစုဆောင်းမှုသည်လူတယောက်ဤစုဆောင်းငွေစင်းနှင့်အတူတူပင်ဖြစ်သည်1989ခုနှစ်အစ၌ဂျပန်ဤနိုင်ငံเจ้าငွေလက်ကင်မှာအမေရိကန်ဒေါ်လာ68ဘီလီယံဖြစ်ပြီးထိုင်ဝမ်နိုင်ငံเจ้าငွေစုလက်ကင်မှာဒေါ်လာ85ဘီလီယံဖြစ်သည်နျူကလ িয়ার ချင်းချောင်းမှုဖြင့်ဒေတာဆိုင်ရာလက်နက်ကင်ပလီပခတ်များလောက်သာဖြစ်နိုင်တော်သည့်အချိန်မျိုး၌ စီဝါရေးအင်အားသည်ရေးကြီးသည့်အခန်းကဏ္ဍသို့ရောက်လာခဲ့သည်ထိုင်ဝမ်သည်စီဝါရေးအင်အားကြီးနိုင်ငံများထဲတွင်တပ်ဦးမှပါဝင်နေသည်ထိုချက်သည်နာဂတ်လူပောင်တွင် အာရှဒစ်၏အရေးပါမှုကို လေးနက်အောင်လုပ်ပေးနေသည်တို့ရတွင်ထိုသို့ဖြစ်လာသည်မှမကြသေးပါထို့ကြောင့်ထိုင်ဝမ်ကျွန်းပီစီညက်ကလေးကိုမဟာအင်အားကြီးနိုင်ငံမပြောနှင့် အာဂျီနိုင်ငံတခုအနေဖြင့်အတိမတ်ပြုဖို့အတွက်ပင်လျင်ထိုစဉ်တုန်းက တော်တော်အုံနောက်ခြောက်ခံ၍စဉ်းစားရပေလိမ့်မည်1952ခုနှစ်တုန်းကထိုင်ဝမ်သည်စင်ရဲမွဲတေက စိတ်တက်ပြပြနေသော သူစင်ရဲနိုင်ငံကလေးဖြစ်သည်ယခုထုတ်လုပ်နေသောရှုပ်ထွေးသည့် electronic ပစ္စည်းများကိုထုတ်လုပ်ဖို့မပြောနှင့် rifle တနက်လောက်ကိုပင်မထုတ်လုပ်နိုင်သေးဂျပန်လက်အောက်250နှင့် ဂျန်နရယ်လစ်ဇီမိုချန်ကေရှိတ်လက်အောက်တွင်၅နှစ်နေခဲ့ရပြီးသည့်နောက်ထိုင်ဝမ်ကျွန်းသည်စီဝါရေဖုံဆိုးမြေကော်ကြီးဖြစ်နေသည်ထိုထဲတွင် ထိုင်ဝမ်တွင် နေထိုင်သည့်ဌာနေများနှင့်ပြည်မမှရောက်လာသည့် ကော်ဇော်ဤသမားတို့အကြားတွင်တင်းတင်းညင်ညွတ်မှုမရှိသဖြင့်ထိုင်ဝမ်သည်အကွက်ကွက်ပြက်ပြက်ဖြစ်နေသည်တရုတ်သွေးပါတီတိုင်ထိုင်ဝမ်တွင်တလျှောက်လုံးနေလာခဲ့သူတို့က သူတို့အားဂျပန်ခွေးများအောက်မှလွတ်မြောက်အောင် တရုတ်ဝက်များကလုပ်ပေးခဲ့ခြင်းဖြစ်သည်ဟုပြောလေရှိကြသည်ပြည်မမှရောက်လာသောဗိုလ်ချုပ်များနှင့်ဖိနှိပ်ချုပ်ချယ်မှုနှင့်သူတို့တပ်သားများ၏လူရဲမှုတို့ကြောင့်1948ခုနှစ်တွင်ထိုင်ဝမ်ကျွမ်းသားတို့၏ပုန်ကန်မှုတစ်ခု ပေါ်လာခဲ့သည်တွင် ထိုပုန်ကန်မှုကိုရက်စက်စွာနှိမ်နှင်းပစ်ခဲ့ဝူသည်တရုတ်ကွန်မြူနစ်တို့ကိုရီးယားစစ်ပွဲတွင်မိကုန်ရန်ကုန်ဝင်တိုက်နေကြသည့်အချိန် သူတို့ဂျွန်ကလေးကိုဝင်တိုက်လေမီလာဟုဆိုရင်နေကြရသည် ထိုင်ဝမ်ကိုဝင်တိုက်လျင်တရုတ်ပြည်မှကြီးကိုအမေရိကန်က တုံ့ပြန်လက်စားချေသည့်အနေဖြင့်ဝင်တိုက်အောင်ဖိတ်ခေါ်တကယ်သို့ရှိမည်ထို့ပြင်အခြားသင်းမျက်နှာတစ်ခုတွင်အမေရိကန်အင်အားကိုစိန်ခေါ်ရာရောက်မည် ထို့ကြောင့်တရုတ်ပြည်မှကြီးသည်ထိုင်ဝမ်ကိုဝင်တိုက်ဖွဲ့အကြောင်းမရှိဟုယူဆရသည့်တိုင်မြည်သူမြကန်တေကံမှမပြောနိုင်ပါထို့ကြောင့်ချန်ကေရှိတ်တပ်များဆုတ်လာခဲ့စဉ်က လက်နက်ပစ္စည်းအမြောက်များကိုလည်းပြည်မတွင်စွပစ်ထားခဲ့ကြသဖြင့်ပြည်မကြီးရန်ကိုအမြဲတမ်းစိုးရိမ်နေရသည်ထိုင်ဝမ်ကျွန်း၏မြို့တော်တိုင်ပေသည် ဖုံးထုသည်ညပတ်သည်နန်းစောသည် တိုင်ပေပတ်ဝန်းကျင်ခင်းကျင်းသည်ခက်အလယ်ဆန်သည်စစ်ပလိများကတပ်ပြင်းများကိုဖမ်းလာက လက်ထိတ်တွေတန်ချေခြင်းနှင့်ကပ်ပြီးကျိုးပဲ့ချိန်မွားနေသည့်ကြောက်လန်းများပေါ်တွင်ရိုင်းနှက်မောင်းနှင်လာကြသည် အရတားများကအထိတ်တလန့်ဖြင့်မျက်နှာလွှဲပြလိုက်ကြသည်ကွန်မြူနစ်သရိုးဟုထင်ရသူများကိုလက်မယွန့်တပ်ဖွဲ့များက မကြခဏပြတ်တက်နေကြသည်စိတ်ဆိုးနေသောထိုင်ဝမ်ကျွန်းသားများသည်သူတို့ကို1895ခုနှစ်မှ1945ခုနှစ်အထိစိုးမိုးအုပ်ချုပ်သွားခဲ့သောဂျပန်ခေတ်ကခေတ်ကောင်းတော့ကအချိန်ကိုတသတာဖြစ်နေကြသည်ဗိုလ်ချုပ်များနှင့်အရာရှိများဗန်တိုက်ပိုင်ရှင်များ စေစက်ကြီးများနဲ့စက်မှုလုပ်ငန်းရှင်များသည်သူတို့ဘဝအခြေအနေတွေရုတ်တရက်ပြောင်းလဲသွားတဲ့ဖြင့်နဝေးတိမ်တောင်ဖြစ်နေကြသည်ကုမင်တန်ဗိုလ်ချုပ်များသည်ပြည်မာကြီးမှထွက်ပြေးလာခဲ့ရတဲ့ဖြင့်သူတို့ဂုံတိတ်ခါဆုံးရှုံးခဲ့ရသည့်အတွက်ပူဆွေးတော့ကရောက်နေကြသည် အချို့ကမူအများအများကို မတည်နိုင်ခဲ့သည့်တိုင်တည်နိုင်သမျှတဲလာခဲ့ကြသည့်ရွှေချောင်းများကိုရေတွက်ကကိုကိုကိုဖြည့်သိမ်းကြသည် ပထဝီတိုက်ကြီးဒတိုက်စာများကျဲသောနိုင်ငံတနိုင်ငံအတွက်ရှေးကြသောစစ်ပွဲတပွဲကိုတိုက်ခိုက်ခဲ့ရသည့်မျိုးဆက်တစ်ဆက်သည်ပိပိသေးသေးကျွန်းကလေးတကျွန်းပေါ်သို့ပြေးလာခဲ့ရလေပြီရဲမှနောက်ဆုံးတိုက်ပွဲဖြစ်သောကွန်မြူနစ်တို့နှင့်ဖြစ်သည့်ပြည်တွင်းစစ်ရုံးခဲ့သည့်ဖြင့်ပေးလိုက်ရသောတံမိုးဖြစ်သည့်ဂျပန်တို့ဤကိုလိုနီအစိုးရအဖွဲ့ယုံများနှင့် ်လက်အောက်ကတိုင်းသူပြည်သားများကို၆လမ်းရန်ဆောက်လုပ်ခဲ့သည့်အချိန်ဝါကြီးလာသော အုတ်တိုက်ညီညီများသည့်ရိုင်နှင့်ပြိုလဲလူမတက်ဖြစ်နေသော အင်ကုတ်ကလေးများနှင့်အုတ်တိုင်းနှင့်ကာယံထားသည့်တထက်အင်ကလေးများအကြားတွင်ငွားငွားကြီးထိုးထွက်နေကြသည်လမ်းဘေးတွင်ဖွင့်တားသည့်ဈေးတိုင်များတွင်နှီးရေပုံတံပကံပြားနှင့်ကူလီရေဝိသည့်အပြာရောင်ဖြင်ချမ်းတွင်မှအပ တခြားဘာပစ္စည်းမှမရှိလမ်းကြီးကလေးများတဲ့တွင် စားတောက်ဆိုင်တွေကစီတန်းလျက်စားတောက်သူများကညစ်ကြေးတွေစီစဉ်နေသည့်မြောင်းဘေးကခွေးချိတ်ကလေးများပေါ်တွင် ထိုင်စားကြရသည်1952ခုနှစ်ထူချသည့်နေ့တနေ့တွင်မူပထမဆုံးမိုးထိပ်တိုက်ကြီးတစ်လုံးတိုင်ပေတွင်ပေါ်လာခဲ့သည်ရဲမှအမေရိကန်စီးပွားရေးအထောက်ပံ့မစ်ရှင်ရုံးဖြစ်ပြီးအထက်၅ရက်ရှိသည်စစ်တပ်မှဆုတ်ပြတ်နေသည့်ဂျက်ကားများနှင့် အရာရှိများစီးသည့်စက်ကားများမှအပတိုင်ပေဒီကပိုးဆောင်ရေးယင်မှစိုက်ကားများဖြစ်သည်စပိတ်နောက်ပိနှစ်ပိကြားတွင်တက်သားထိုင်ကုန်တစ်ခုတက်ထားပြီးခီးတဲ့ကထိုးထိုင်ကုန်ပေါ်တွင်ထိုင်လိုက်ရသည်ချွေတီတီကျနေသည့်ကူလီကရှေ့ဘိန်းကိုပဲ့ကင်သည်လက်ကင်ဘိန်းနှစ်ဖက်ကိုကင်ကအားကုန်နေရသည်မြို့နယ်နမိတ်မကျော်ခင်တိုင်ပေမှတောင်ပန်းမြို့တောင်ပိုင်းသို့သွားသည့်လမ်းမကြီးသည် ကျိုင်းတွေကျင်းတွေနဲ့ဖုံးတတော်တော်ထားနေသောလမ်းမကြီးဖြစ်ပါသည်အောင်းရရတော့မရှိပါကျွန်းကျွန်းလုံးမော်တွင်ကုန်ထုတ်လုပ်ငန်းတစ်ခုသာလျင်ဖြစ်မြောက်သည်ဟုပြောစရာရှိသည်ရင်းလုပ်ငန်းမှာနောက်ကန့်ဖြူပေါ်တွင်တရုတ်အခရာအပြာရောင်ဖြင့်ရေးထားသည့်ပိုစတာကြီးများဖြစ်သည်တရုတ်လိုဖန်ကန်တာလူဟုခေါ်ပြီးပြည်မာကြီးကို ပြန်၍အောင်မြားမြီဟုရေးထားသည်ထိုင်ဝမ်ကျွန်း၏တွင်ပြန်လက္ခဏာသည်စီဝါရေးနှင့်စမူ ကျဲပွင့်ကြီးတပွင့်ထွန်းတောက်ဖို့စိတ်ကူးရမရနိုင်သောနေရာမျိုးဖြစ်သည်မြေဩဇာထက်တန်သည့်နေရာမှာချင်းချင်းမြောင်မြောင်ကလေးသာဖြစ်ပြီးကြံနေရာများမှာ ရေနှင့်တောင်နှမ်းများသာဖြစ်သည်ရေအားလျက်စစ်ထုတ်ယူနိုင်ရေးအတွက်ရင်းနှီးထက်မှဖြစ်မည်1952ခုနှစ်၌ထိုင်ဝမ်တွင်လူဦးရေ၈တန်းခန့်သာရှိပြီးနှစ်တန်းခန့်မှပြည်မကြီးမှရောက်လာကြသူများဖြစ်သည်1982ခုနှစ်တွင်မူလူဦးရေသည်တန်း၃၀ဖြစ်လာခဲ့ပြီး ဌာနေများနှင့်ပြည်မမှလာသူများကြားကဌာနချက်မှလည်းတဖြည်းဖြည်းမိမ့်မိန်ပြောက်ွယ်သာပြုလာသည်1952ခုနှစ်တုန်းကထိုင်ဝမ်ဤတင်ပိုးကုန်တန်ဖိုးစုစုပေါင်းမှာဒေါ်လာ58တန်ဖြစ်ပြီး1988ခုနှစ်တွင်မူတင်ပိုးကုန်တန်ဖိုးသည်ဒေါ်လာဘီလီယံ60ဖြစ်လာခဲ့သည်ရဲမှမြို့သားထုတ်ကုန်စုစုပေါင်းတစ်ဝက်ဖြစ်သည်သွင်းကုန်တန်ဖိုးတက်ပိုးကုန်တန်ဖိုးကပို့သောရေအတွက်မှာ ဒေါ်လာ10.9ဘီလီယံဖြစ်သည်ယန်းနဲ့ဒေါ်လာ10.4ဘီလီယံမှာအမေရိကန်နဲ့ကုန်သွယ်မှုတွင်ပုံငွေတန်ဖိုးဖြစ်သည်1952ခုနှစ်တုန်းကလူတယောက်၏အမျိုးသားထုတ်ကုန်တွင် ပါဝင်နှုန်းမှာ48ဒေါ်လာဖြစ်ပြီး1988ခုနှစ်တွင်ဒေါ်လာ6045ဖြစ်သည်ထိုင်ဝမ်လူမျိုးများသည့်ယနေ့အချိန်တွင်ဆန္ဒပြေဝါမှုမှပိုရှံပြေဆုံးမှုသို့ဦးတည်နေလေပြီး အထူးဆိုင်များစူပါမားကတ်များကွန်ပရိတာတိုက်ကြီးများတွင် လူတွေကြိတ်ကြိတ်တို့ကပစ္စည်းမျိုးမျိုးကိုဝယ်ယူစားသုံးနိုင်နေကြပြီ။ရောင်စုံပြုတ်ပြက်နေသော နီယွန်မီးကြောင်းများနဲ့စူညံနေသောလော့စပီကာတန်များကညတိုင်းကိုစားသုံးသူဝါဒပွဲတော်ကြီးပြောင်းလုပ်ပေးနေသည်။ကယ်လီဖိုးနီးယားမှဇီးတော်ဒီကြီးများသည်အင်ဒိုနီးရှားမှဈေးသီးများနှင့်ပြိုင်နေကြသည်ဆွစ်ဇာလန်လုတ်ဒေါ်လာ100တန်ရှယ်အင်ကြီးများက ဂျပန်ပြည်လို့ရွှေရောင်လာမီစကတ်များနှင့်ပြိုင်နေကြသည်တို့အတွင်လေယာထွက်ကုန်ပဲဖြစ်ဖြစ်စမှုထွက်ကုန်ပဲဖြစ်ဖြစ်ကုန်စည်များပြားမှထိုင်ဝမ်ဒုတ်ပစ္စည်းများသာပြည့်ကြသည်ဒေတာဆိုင်ရာတရုတ်အစားအသောက်အမေပေါင်း20ကျော်တို့ကိုရောင်းနေသောတောက်ပထိန်လင်းနေသည့်ပျော်ဝဲသားယုံများကိုညီငွေသည့်ဆယ်ကျော်သက်လူငယ်လုံမငယ်တို့ကပြင်သစ်ကဖေးများတွင်စုပြုံကပါရီစာစစ်စစ်ကိုစားပြီး ငိတ်ညောင်းသောဂီတတန်တွင် ကနေကြသည်အယောင်ပယောင်လှုပ်ထားသည့်ဂျင်မောင်းမိပြများနှင့်လူရက်တသိက်ရိုက်ထားသည့်ဘောင်းမိချက် အင်ကြီးချက်များရောင်းသည့်စတိုးတိုင်ကြီးများတွင်အသက်16နှစ်မှ26နှစ်ကြာဈေးဝယ်သူများနှင့်ပြစ်ကျက်နေတော်သည်ကင်မရာများမှန်ဘလူးများနှင့်ကွန်ပျူတာများကိုလည်းဖနက်ရောင်စုံများကျယ်ပွင့်တွင်စီထားသည့်တော်စီဖနက်ရှိကြီးများနှင့်ပိုးလေသည်များကိုစိတ်ဝင်စားသည့်ဤသူစိတ်ဝင်စားကြသည် ွန်ပရိတာတိုက်ကြီးများတွင်ပကံခွဲရောက်အစားသပစ္စည်းရေခဲတစ်တာမှလေးပေးဆက်စသည့်ပစ္စည်းသုံးဆောင်များသည့်ဝဲသူလူငယ်လူရည်တွေနှင့်ပြည့်နေသည်လူငယ်တွေဤအိတ်ကပ်ထဲတွင်ငွေတွေများကြီးရှိသည် အရင်ကဒီလောက်တစ်ခါမှမရှိသဘူးလူငယ်တွေကသူတို့မိဘများအကွက်ညက်အောင်မှယုံထွက်နေကြသည်အရင်ကဒီလိုတစ်ခါမှမရှိသဘူးသူတို့ဖို့ပြောစရာတွေမစုံနိုင်သလိုစိတ်ရှိလက်ရှိသုံးဖြုံနေကြသည် ထိုင်ဝမ်ကလူဦးရေ56ရာနှုန်းသည်အသက်25နှစ်အောက်ရှိလူငယ်တွေကြီးဖြစ်သည်ပျော်ဝဲသားယုံကြည်များတွင်ကမ္ဘာလက်ခီးသည်တွေနှင့်ပြည့်နေသည်အများစုမှာဂျပန်များဖြစ်သည်မြန်မာသည့်ရှုကဲမှာရှုပ်ရှက်ခတ်ပြီးမွန်းကျက်နေသည်ပတ်ဝန်းကျင်ခင်းချင်းကအပေါ်သားဆန်သည်ကြမ်းကင်းကော့သောများမှာဟောင်းနှွမ်းနေပြီးအစွန်ထင်းနေထင်းနေသည်အနာဖွာနေသည့်ခန်းသည်များက အလဲကောင်းတွင်ဆွဲစစ်ရမရတော့ အနီရောင်တိုင်လုံးကြီးများပေါ်တွင်မူရွှေရောင်တောက်နေသည့်နဂါးကြီးများကရက်ခွေရှက်ပတ်ထားကြသည်အဲ့ကြောင့်မိန်ကလေးများကဘေးတွင်တင်မစုံအထိခွဲထားသည့်ကာဝင်များကိုဝတ်ထားကြသည်တခါတော့ကဒီနေရာတွင်ဂျပန်ဘရင်တပ်မတော်ဤစစ်ဝတ်စုံတို့ကိုဝတ်ထားသောမျိုးဆက်ဟောင်းတို့သည် အပြော့ပါလာခဲ့ကြပူသည်ယခုခေတ်တွင်လည်းထိုမျိုးဆက်အောင်တို့၏ဆက်ဖြစ်သောမျိုးဆက်တစ်လက်သမားများ စေရေးဆက်ချီများ အလौဒမားများသည့်အပြော့ပါလာကြပါသည် AIDS သည်သူတို့ကို၆လန့်ခြင်းမပြုတ်နိုင်ပါတခါကပြည်တသအိမ်များအတွက်ရောင်ပြဖွင့်တာသည့်အနေကမ်းများမှာယခုခေတ်တိမ်သွားပြီပို၍တိမ်ကြခန်းနာသည့်စံသားတိုင်းများက ထိုလုပ်ငန်းများကို လုပ်ပေးနေကြသည် အထက်၃တက်ရှိ တိုက်ကြီးတစ်တိုက်တွင်အရှိပြားကအကောင်းဆုံးသောစံသားတိုင်းအထူးပြုစုပေးသည့်ဆိုသည့်စလုံးကြီးများကို နီယွန်မိချောင်းတွေဖြင့်ထွန်းထားသည်ရှေ့ပရင်ပေါက်ကခန်းသီးပါပါကလေးများကို ဖောက်တွင်းကြည့်လျင်စိန်ကြခန္ဓာသည့်ဧကံများကိုမြင်ရသည်တခါတည်းရန်တွင်မူသတိအဖြစ်သပင်ညက်ကလထိုင်တလုံးကိုပြထားတတ်သည်မိုးရီစွစွနေသည့်နန်ကင်းလမ်းမပေါ်မှမိအောင်ဆုံးများတဲ့တွင်မူအသက်20ကျော်ကလေးတန်ရှိသည့်အမျိုးသမီးငယ်တယောက်ထိလက်ကင်ကလေးကိုလှဲ့နေသည်သူဝက်ထားသည့်ကခရမ်းရောင်တောစီဖနက်ရှည် တင်မဖုံးယုံကလေးတန်ရှိသည့်အနက်ရောင်မီနီစကတ်ချက်သည့်ဟာပြဲဖြစ်နေသည့်စိမ်းရောင်ပိုဘလော့စ်အင်ကြီးသူ့သဘင်သည်မဲနှက်တောက်ပြောင်နေသည်စံချင်းမြေနိုင်သည့်သူ့နေရာနှင့်သူပြီးရည်စွာရှိနေကြသည်ချောမွေသည့်တန်လွင်ရောင်မျက်နှာပေါ်တွင်မူမောက်မှဝင်ကြွား၍ဆက်ဆုပ်သည့်ဟံသူ့ကိုကြည့်ရသည်မှာရမတ်သွေးကြွားစွာစိတ်တို့လျက်ချက်သူကိုစောင့်နေသည့်မင်းကလေးတစ်ယောက်လော နောက်ချင်းချက်တစ်ခုကိုစောင့်နေသည့်ညာငက်မယ်ကလေးလောကျွန်တော်မသိပါတို့ရတွင်ထိုမြင့်ဝင်းသည်လွန်ခဲ့သောနှစ်ပေါင်း40လောက်ကပျူရီတန်စံသော ထိုင်ပေတွင်မြင်အားလေးရှိသော မြင့်ဝင်းမျိုးမဟုတ်ကြောင်းကိုမူကျွန်တော်သိပါသည်ကျဲ့ပြန်သည့်ရိတ်တာလမ်းမကြီးများကျင်းမြောင်းသည့်လမ်းတွယ်ကလေးများမဲမောင့်သည့်လမ်းကျင်းကလေးများထဲတွင်အဝါရောင်တက္ကစီကားများသည့် ငွေရောင်ဘတ်ကားကြီးများကြားတွင်တိုးဝှေ့သွားနေကြသည် မော်တော်ယာဉ်များနှင့်မော်တော်ဆိုင်ကယ်များကြောင့်ခက်ခက်ခက်ခဲလမ်းလျှောက်ရပြီးမော်တော်ကားဆိုင်ဖို့ဆိုဒီမှာဝေးလာဝေးတိုင်ပေမှတောင်ဘက်သို့အထွက်တွင်ငားလန်းသွားလမ်းမကြုံမြင်ရသည်ရခင်ငားလိုလမ်းမတစ်လျှောက်တွင် နိုင်ငံရေးကျွေးကြော်တံပိုစတာတွေမမြင်ရတော့ကိုထက်စင်းရဲနေသောတရုတ်ပြည်မကြီးကို အောင်နိုင်ရန်မိသူကမှလည်းစိတ်ဝင်စားခြင်းရှိရမတူတော့ ထိုင်ဝမ်လူထုသည်နိုင်ငံရေးကိုညှင်းဝေ့သွားပြီးသူတို့၏ဒိုင်နမစ်အာကောင်သောစီးပွားရေးအသီးပွင့်များကိုထုတ်လုပ်ရေးထိုအသီးပွင့်များကိုခံစားရေးစသည့်ကိစ္စများဖြင့်သာအလုံးရှုံနေကြသည်ထိုင်ဝမ်သည်အဘဲကြောင့်ထိုများလင်မြန်စွာစီးပွားရေးလူတန်ကြီးဖြစ်လာရပါသည်ဖြစ်စဉ်ကတော့ရှုပ်ထွေးပါသည်တို့ရတဲ့ထိုဖြစ်စဉ်ကိုဖော်မြူလာတူတူဖြင့်အတူချုပ်ပြော၍ရနိုင်ပါသည်ရင်းမှာအခြားမဟုတ်ပါအမေရိကန်ကူညီနှင့်အမေရိကန်ဝယ်ယူမှု အပေါင်း တရုတ်ရည်ချင်းအပေါင်းကွန်ဖြူရှက်အလုပ်စည်းကမ်းကြီးများချင်းအံ့ဖွဲ့တိုးတက်မှုဟူ၍ဖြစ်ပါသည်အမေရိကန်ခန်းကဏ္ဍတဲ့တရုတ်ခန်းကဏ္ဍနှစ်ခုကနှစ်ဆပို့၍ရေးကြည့်ပါသည်ထို့တိုင်အံ့ဖွဲ့တိုးတက်မှုသည်အမေရိကန်တို့မပါဘဲမဖြစ်နိုင်မှာလွတ်လပ်သောနိုင်ငံတစ်ခုအဖြစ်ထိုင်ဝမ်တည်ရှိနေနိုင်စေရန်အတွက်အမေရိကန်တို့ကအမခန့်ချက်ပေးရခြင်းဖြစ်ပါသည်ထိုင်ဝမ်သည်စက်မှုထုတ်ကုန်ဖြင့်သူတို့ကိုသူတို့ ်ဥစ္စာဒနာဒုတက်အောင်လဲလုံနေသည်တဖက်တွင်လဲတရုတ်ပြည်မှကြီးတွင် ပြက်ပြားဆုပ်သွားသောဆင်လာရင်ကျင်းမှုထိမ့်သိမ်းရေးကိုဦးစားပေးနေသည်ထိုကွဲပြားခြားနာသည့်ရွယ်ချက်နှစ်ရက်သည်တစ်ခုနှင့်တစ်ခုငါးမိုင်ဝေသောအဆောက်အုံနှစ်ခုတွင်ထင်ထင်ရှားရှားပေါ်နေသည်ယင်းတို့မှာကဘာကုံသွယ်မှုဗဟိုပြကန်းနှင့်အမျိုးသားနန်းတော်ပြတိုက်တို့ဖြစ်သည်1989ခုနှစ်တုန်းကကဘာကုံသွယ်မှုဗဟိုပြကန်းအဆောက်အုံသည် အာရှတိုက်တွင်အကြီးဆုံးဖြစ်သည် ကမ္ဘာမှာပင်အကြီးဆုံးဆိုနိုင်သည်ထိုပြပွဲခမ်းမားတွင်ချမ်းပြင်ဧရိယာဧကပေါင်း25ရေကကျဲ့သည် ပြကမ်းမကြီးရှိသည် အထက်34တိုက်ရှိသည် ရုံးဆောင်တစ်ခုရှိသည် အခမ်းမောင်း1022ခန်းရှိသည့်အော်ဒါတစ်ခုရှိသည်နန်းတော်ပြတိုင်းမှာလည်းလားတူပင်ခန်းနာလာပါသည်တစ်ချိန်တည်းတွင်ပစ္စည်းမျိုးပေါင်း15000ကိုပြသထားပါသည်ရင်းမှာအစင်လာနန်းတော်များတဲ့တွင်ပြသထားသည့်အဖိုးတန်ယတနာပေါင်း အမျိုးပေါင်း9သိန်းအင်းနှစ်ရတမတရာနှုံးလောက်သာရှိပါသေးသည်တို့အရင်ကုန်သွယ်ရေးဖို့ပြကမ်းမှမူတရုတ်ဆင်လာနှင့်လုံးဝကွက်လွယ်သည် အထက်9တိုက်ရှိပြကမ်းမိုးမှကွန်ကရစ်နှင့်မှန်မိုးဖြစ်၍နံအများမှပန်းနုရောင်ဖြောဖြောနှင့်နှင်းသီးအောင်ဖြစ်သည်ရင်းမှရှေးခေတ်မာယာလူမျိုးတို့၏ပိရမစ်များနှင့်ဘေဘီလုန်ခေတ်ကမတ်သောက်သောဘုံထွတ်တို့ကိုပေါင်းစပ်ထားခြင်းဖြစ်သည် ကြီးမားကျယ်ဝန်းလာသောအိမ်တွင်ဥယင်အထရီယန်ဤပပတ်လေကပြကံများတွင်ပစ္စည်းမျိုးထောင်ပေါင်းများစွာတို့ကိုခင်ကျင်းပြသတာသည်ရင်းတို့တဲတွင်မြေထိုးဆက်ကြီးများတမဏိယမကြီးများမှသည်အလားပြင်ပစ္စည်းများနှင့်နေကမျက်မှတ်များထိပါဝင်သည်တတ်တန်ရာကိုရင်ငါစိတ်ပိုင်းတို့ကို စေကျော်ပတ်ပြန်၆တွေ့အောင်လုပ်ပေးပြီးရေမွေးပြန့်ပေသည် အပုံငွေပေးရေအိမ်ထိုင်ကုန်တစ်ခုကို ကြော်ညာစာအုပ်ငယ်ထဲတွင်ပုံနှွေးသောဆေးရည်မွေးအိမ်သာထိုင်ကုန်များကိုရေးထားပြီးဂျပန်လူမျိုးတွေကပါမှာဘာကြောင့်အသက်ရှိတယ်လဲဟုမေးထားသည်အဖေကရှင်မပေါ်ဗျာသူတို့ကတကွေရေတန်ရှင်းကျမရေကိုဂယုစိုက်ပြီး ဟောရီကပုံနှွေးတဲ့ဆေးရည်မွေးအိမ်သာထိုင်ကုန်တွေကိုအသုံးပြုတာကို ဟု ရေးထားသည်သွင်းကုန်သမားများအထူးသဖြင့်အမေရိကန်များသည်ကြော်ကြားတော့ကုန်မတ်တသိမ့်များကိုသဘောကျကြသည် ဂိုဂျီ၊ရက်ဖ်လော်ရင်၊ဗယ်လင်တီနို၊လာကော့စသည့်ကုန်မတ်တိုက်များဖြစ်သည်။ထိုင်ဝမ်သည်ထိုကုမ္ပဏီများအတွက်ပစ္စည်းများကိုထုတ်လုပ်တင်ပို့ပေးနေသည်။ဒို့အရင်မိမိကုန်မတ်တိုက်ကိုအခြားသူများကယူသုံးသွားရင်လည်းကန့်ကွက်လာပါလားလုံမနေပါ။နန်းတော်ပြတိုက်သည်ထိုတောက်တောက်ပပခင်ချင်းများနှင့်ဆန့်ကျင်ပဲဖြစ်သည်ပြတိုက်မှာအခိုးငွေတွေထောင်းထောင်းထားနေသော တိုင်ပင်မြို့ကြီးကိုစီးကြည့်နေသည့ စိန်လန်သောတောင်ဆောင်တွင်လှိုင်ကူကြီးတတန်တိဆောက်ထားသောစောင့်ကြီးဖြစ်သည်ထိုပြတိုင်းမှပစ္စည်းများထဲတွင်လွန်ခဲ့သောနှစ်ပေါင်း3000ကျော်ကပကြီးကားများကြောက်စိမ်းများလက်ရေးပကြီးများပပိုးရုပ်များကျေးရုပ်များကျွေတယ်များအပြင်ယွန်းတဲ့နှင့်ကျွေရည်တုပ်အထည်များစသည့်အသေးစားနုပညာလက်ရများလည်းပါသေးသည်1938ခုတရုတ်ပြည်ကိုဂျပန်တို့ဝင်ရောက်တိုက်ခိုက်ခြင်းမပြုမိကလေးတွင် ကွန်မန်ဒန်သွားသည်အဖိုးတန်ပစ္စည်းများကိုတစ်တကြီးအလုံးပေါင်း13000ပြင်ထည့်ပြီးပီကင်းမှတောင်ဘက်ကမ်းခြေသို့အရောက်မိသင်္ဘောများတပ်မံများမိရထားများထရက်ကားများလူဆွဲသည့်လယ်များ အထမ်းများစသည်ဖြင့်အလျင်းတင့်သည်လို့တည်ယူစီပြီးနောက်ထိုင်ဝမ်သို့တည်ဆောင်သွားခဲ့သည်ထိုရဏာများမှာနာဂတနပလင်တက်တွင်ပထမဆုံးစွန့်မင်းသက်နန်းတက်သည ခရစ်နှစ်969နှစ်ကတည်းကမင်းဆက်ဆက်တို့စုဆောင်းတို့မိထားခဲ့ကြသောဇရဏပစ္စည်းများဖြစ်သည်ကမ္ဘာတွင်တက်တန်းရှည်ဆုံးသောယဉ်ကျေးမှု၏အကောင်းဆုံးပစ္စည်းများတည်းတွင်လူတကာသဘောကျကြသည့်ပိုင်မအမည်ရှိ ပကြီးကားကြီးလည်းပါဝင်သည်ပိုင်မ၏အဓိပ္ပာယ်မှာမြင်းတရာဟုအဓိပ္ပာယ်ရသည်ထိုပကြီးကားကြီးကိုလျှံချင်းနှင်းဆိုသူကလက်မှတ်ထိုးတာသည်ထိုမိမှာပကြီးစရိုက်မူရင်းမည်မဟုတ်ပါ အီတလီဂျေစုဖုံးတော်ကြီးဂူစီအပ်ပီက18ရာစုနှစ်ချင်းမင်းဆက်ကန်စီပင်လက်ထက်တွင်ထိုးအမိကိုခံယူထားခြင်းဖြစ်သည်သူသည်မန်ဒရင်းမျိုးနဲ့တယောက်ဖြစ်ပြီးတရုတ်လက်နက်နိုင်ငံတော်ကြီးကိုစီမံအုပ်ချုပ်ရသည့်ဘရင်အမှုတော်တန်းအဖွဲ့ဝင်ဖြစ်သည် ထိုပကြီးကားမှာအဆိုပါလျန်ရှင်နှင့်အမိရာသောဂျေစုဖုံးတော်ကြီးဆွဲသည့်ပကြီးကားဖြစ်သည်သူသည်ယနေ့ချိန်တွင်လွန်ခဲ့သောနှစ်ပေါင်း1000ကျော်ခန်းကစ၍ မြင်းရုံများကိုစွဲရတွင်နမကြီးသည်တရုတ်ပကြီးဆရာများကြားတွင် ထိတ်တန့်မှပါဝင်လျက်ရှိသည်ခရစ်နှစ်1368-1644ခုနှစ်မေမင်းဆက်ကဲ့သို့ပြင်ပကမ္ဘာလောကနှင့်တည်တည်ချားသည့်နေသော ကာလမျိုးမှလွဲလျင်တရုတ်တို့သည်နိုင်ငံခြားဩဇာကိုအလွယ်တကူပင်လက်ခံလေးရှိကြသည်နိုင်ငံခြားဤချင်းနှင့်နိုင်ငံခြားတွေးခေါ်တို့ကိုတရုတ်အကျိုးအတွက်အသုံးချရန်လက်ခံသည် 1644-1931ခုနှစ်ကာလများအတွင်းကမန်ချူးအေဂရစ်တို့သည်နိုင်ငံသားသားဂျေဆုဘုန်းကြီးဒါသင်ပေါင်းများစွာတို့ကိုငားရမ်းခဲ့ကြသည်။သို့အားဖြင့်ဂျေဆုတို့သည်အနောက်တိုင်းမှအစ်စ်ပေါ်လာသောဂျေအမြောက်တစ်ကိုအုံပြုတတ်အောင်တရုတ်တို့ကိုသင်မပေးနိုင်ခဲ့ပါ။တရုတ်တို့သည်ဂျာဆုနှင့်ပေါင်းများစွာသောက ရန်နက်ကိုတီထွင်ခဲ့ကြသည်။300စုနှစ်တုန်းကမောင်းခွတ်ကျူးကျော်တိုက်ခိုက်သူများအား အမြောင်များဒုံများဖြင့်ခူးကန့်တက်ခိုက်ခဲ့ကြသည်တို့အရင်သူတို့သည်သက်ခွန်ရာစုဥရောပိုင်းနည်းပညာအရတာလွန်သောခြေအမြောင်များကိုမူမတုံးတက်ခဲ့ကြပါထို့ခြေအမြောင်များသည် ထိုကဲ့ကအနုပြုဘုံဟုပင်ခေါ်လောက်အောင်စွန့်ထက်သည့်လက်နက်များဖြစ်သည်မန်ကျူးပြင်းများ၏ဗိုလ်ချုပ်များသည်ညံထက်မြတ်ကြ၍တရုတ်ပြင်းတို့၏လက်မှုပညာတဲ့များလဲကျွမ်းကျင်ကြသည်မမတ်မာဤတို့ရတွင်မန်ကျူးပြင်းတို့သည်ဥရောပ၏ ဟိုက်တက်လက်နက်များကိုအသုံးမချတတ်ကြပါတရုတ်ပြည်သည်ငြိမ်ဝှက်ပြပြရေးအရှိဆုံးတိုင်းပြည်ချမ်းသာဆုံးတိုင်းပြည်နှင့်ယဉ်ကျေးမှုရှိဆုံးတိုင်းပြည်ဖြစ်သည့်တိုင်တရုတ်စစ်ဗိုလ်ချုပ်များသည်အမြောက်ကိုထိရောက်စွာအသုံးမချတတ်ကြပါသူတို့သည်အမြောက်ကိုကြည့်၍စိတ်မသက်မသာဖြစ်နေကြပါသည်သူတို့ကိုယ်သူတို့အထင်ကြီးခြင်းဘဝင်မြင်ခြင်းစသည့်တို့သည်အမြောက်ကြီးများ၏ရှေ့မောက်တွင်ဖျို့ဖျက်ပြုတ်ကွဲသွားသည်ကိုမြင်အားတိခါတွင်စိတ်မသက်မသာဖြစ်နေကြသည် တရုတ်တို့သည့်ကမ္ဘာတွင်အဟောင်းဆုံးအမြင့်ဆုံးယဉ်ကျေးမှုကြီးကိုအမွေဆက်ကန့်သူများဖြစ်ကြသည်။ဤသည်ကိုသူတို့ဘာသာသူတို့သိသည်။ဤတွင်အခြားလူမျိုးတစ်မျိုးသည်သူတို့ထက်သာဖို့မပြောနှင့်သူတို့နှင့်တန်းတူညီမျှဖြစ်နိုင်ဖို့ဆိုသည်ကိုပင်မခံမရနိုင်အောင် ဖြစ်တတ်သည်။ကျေးမြောက်ကြီးများသည်အနိုင်ရှုံးကိုဆုံးဖြတ်သည့်လက်နက်ဖြစ်သည်ဆိုလျင်တရုတ်တို့ဤအထွတ်ထိပ်ရောက်မှုတရုတ်လူမျိုးတို့ဤအင်အားတလွန်မှုသည်အဆုံးသတ်သို့ရောက်ရတော်မည်။၁၉ရာစုနှင့်၁၈ရာစုနှင့်ကတရုတ်တို့သည် ဥရောပဤသမှုနီးပညာတလွန်မှုကိုအတိမတ်မပြုတ်နိုင်ပဲရှိကြသည်ဤသို့အပြင်အနောက်ဥရောပကကြေးမြောက်သည် များစွာထျောက်သည်ကိုတည်တည်တိုင်တရုတ်တို့သည်ထိုဥရောပအမြောက်များကိုအုံချရန် စိတ်မရဲပဲဖြစ်နေကြသည်ညတန်တင့်ဇနန်တက်မဂဇင်း1996ဇူလိုင်လ